မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ November 30ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းမုံရွာမြို့ပေါ်မှာဒေသခံတွေကိုဖမ်းဆီးငွေညှပ်နေတဲ့စစ်ကောင်စီအုပ်စုအုပ်ချုပ်ရေးမှူးရုံးကိုတော်လိုင်းရဲဘော်တအုပ်ကတကူတော်တနက်နဲ့ဝင်ရောက်ပြစ်ခတ်ခဲ့ရာတက်ကြကြီးအဆင့်ရှိသူစစ်ကောင်စီအုပ်စုအဖွဲ့ဝင်တအုပ်သေဆုံးပြီးတော့တနက်တလက်ကိုတင်းစီရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မုံရွာမြို့အလဲရက်ကွာမှာရှိတဲ့အုပ်ချုပ်ရေးမှူးရုံးမှာအထိုင်ချထားတဲ့စစ်ကောင်စီအုပ်စုတွေကို November 29ရက်နေ့မနက်ပိုင်းမှာ cho lấy dễ bỏ trụ cả တကူတော်ဆိုင်ကယ်နဲ့စီးနေပြီးတော့ဝင်ရောက်ပြက်ကတ်ခဲ့တယ်လို့သိရပါတယ်ဖြစ်တာကတော့နိုဗ ెంబ ာလ26ရက်နေ့မနက်7:00နာရီဝင်းကျင်လောက်မှာဖြစ်သွားတာဆိုင်ကယ်နဲ့တယောက်တည်းလာပြီးတော့ပြစ်တာပေါ့အနီးကပ်၃ချက်ပြစ်သွားတာပါပြစ်ကတ်ခံလိုက်ရတဲ့စစ်သားကအရင်ကလည်းအဲ့ဒီယုံမှာတာဝန်ကြဘူးတယ်နောက်ပြီးတော့ပြန်ပြောင်းသွားပြီးတော့မှအခုမှအဲ့ဒီယုံကိုပြန်ရောက်လာတာရပ်ပိုင်းပဲရှိသေးတယ်ပြစ်ခတ်ရလို့ဒေသွားတဲ့သူကတက်ချက်ကြီးအဆင့်လို့သိရတယ်သူကအဲ့ဒီယုံနဲ့ရက်ွက်ထဲမှာတနက်ကင်ပြီးတော့ငွေညစ်နေတဲ့ကောင်မြတ်အခုရလိုက်တဲ့တနက်ကလည်းသူငွေညစ်ရအများတန်းကင်တဲ့တနက်ပါသူတို့လူပြစ်ခတ်ခံရပြီးတော့နောက်ကနေစစ်ခွေးအုပ်စုတွေဆိုင်ကယ်နဲ့ လိုက်သေးတယ်ဒါပေမဲ့မမီလိုက်ဘူးလို့မုံရွာရက်ွက်ကင်းထောက်ကပြောဆိုထားပါတယ်ပြစ်ခတ်ရှင်းလင်းခံရလို့တိတ်ဆုံးသွားတယ်တက်ကြကြီးစီကနေ MA3 အမျိုးအစားတက်တဲ့တက်လက်ကိုတိတ်စီရရှိခဲ့တယ်လို့မုံရွာရက်ွက်ကင်းထောက်ကပြောဆိုထားပါတယ်မုံရွာမျိုးပေါ်အလဲရက်ွက်အုတ်ချုပ်ရေးမှုရုံးကိုဝင်းရောက်ပြစ်ခတ်မှုနဲ့ပတ်သက်ပြီးတော့လှုပ်ဆောင်ခဲ့တယ်တော်လိုင်းတပ်ဖွဲ့ဝင်းဒီဘက်ကသတင်းထုတ်ပြန်တာတော့မတွေ့ရသေးပါဘူး အုတ်ချုပ်ရေးမှုရုံးမှာစစ်ကောင်စီအုပ်စုတက်ချက်ကြီးပြစ်ခတ်ရှင်းလင်းခံရပြီးတဲ့နောက်စစ်ကောင်စီအုပ်စုတွေကလမ်းပေါ်မှာပိတ်ဆို့တားဆီးပြီးတော့စစ်ဆေးဓာတ်တွေကိုလုဆောင်နေတယ်လို့မြို့ကန်တွေကပြောဆိုထားပါတယ်။မုံရွာမြို့ပေါ်မှာစစ်ကောင်စီအုပ်စုနဲ့ပြူစောတိအဖွဲ့တွေကလမ်းသွားလမ်းလာတွေကိုဖမ်းဆီးငွေညစ်တာအမျိုးသမီးတွေကိုလိမ်ပိုင်းဆိုင်ရာပြုတ်မှုနှောက်ရက်တာစိုက်ကယ်နှစ်ယောက်တွဲစီးတဲ့သူတွေကိုပြစ်ခတ်တတ်ဖြတ်တာလူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးတာတွေကိုမကြာခဏဆိုးသလိုလုဆောင်နေတယ်လို့မြို့ကန်တွေကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ပဲခူးတိုင်းချိုးပင်ကောင်းမြို့နယ်မှာအကြမ်းမဲ့ဆက်တပ်ထမ်းကိုတရင်ပေးနေတဲ့ပြူစောတိတင်တန်းစင်နေထက်လေးဆိုသူကိုပြစ်ခတ်တိုက်ခတ်ရာတေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုဝင်ဘာလ28ရက်နေ့ည9:35မိနစ်ခန့်မှာချိုးပင်ကောင်းမြို့နယ်ကွင်းချောင်းချေးရွာမှာနေထိုင်တဲ့အကြမ်းမဲ့ဆက်တပ်တရင်ပေးနေထက်လင်းကိုတာယာဝတီခရိုင်တရင်383နှစ်တက်ခွဲတက် Dragon Brothers GBK PDF ကတော်လိုင်းရဲဘော်များက၎င်းရဲ့နေအိမ်မှာပြစ်ခတ်တိုက်ခတ်ရာနေရာမှာတွင်ပွဲချင်းပြီးတိုက်ဆုံသွားတယ်လို့သိရပါတယ်။တိုက်ဆုံသွားတဲ့နေထက်လင်းအပါဝင်ညီကို၃စလုံးဟာပြူစောတိတင်းနှဲဆင်းများဖြစ်ပြီးအလက်ဖြစ်သူနေထက်လင်းကနှီးယောင်သမားအသွင်ဆောင်ပြီးတော့အကြမ်းမဲ့စစ်တပ်ထမ်းကိုဒရင်ပေးဆောင်ရွက်နေကစစ်ကောင်စီစစ်ကြောင်းထွက်တဲ့အချိန်မှာရှေ့ကနေဆိုင်ကယ်နဲ့ကင်းထောက်လုံငန်းလုဆောင်ပေးသူဖြစ်တယ်လို့သိရပါတယ်။နေထက်လင်းဟာ ကုန်းရွာအုပ်စုအုပ်ချုပ်ရေးမှုဖြစ်သူစိုးမင်းနိုင်တယ်လဲအမျိုးတော်ဆက်သူဖြစ်ပြီးတော့အကြမ်းဖက်စစ်တပ်ရဲ့အဓိကထောက်တိုင်ဖြစ်တယ်လို့သိရပါဗျ။၎င်းထံကနေပြီးတော့လဲအကြမ်းဖက်စစ်တပ်နဲ့ဆက်သွယ်ထားတဲ့မိုဘိုင်းဖုန်းတစ်လုံးနဲ့ငွေသားများကိုတင်စီရရှိခဲ့တယ်လို့သိရပါဗျ။သူ့ကိုနေအိမ်မှာပဲတနက်နဲ့6ချက်ပြစ်ခတ်တိုက်ခိုက်ခဲ့တာနေရာမှာတင်ပွဲချင်းပြီးတိတ်ဆုံးသွားတယ်။သူကစစ်ခွေးတွေရိုးမပေါ်စစ်ကြောင်းမထိုးခင်ကင်းထောက်ပြီးတော့လမ်းကြောင်းတွေကိုကြည်ပေးတာကိုလှုပ်ဆောင်ပေးနေတဲ့သူပါလို့တာယာဝတီ KNPDF ကတာဝန်ရှိသူတို့ကပြောဆိုထားကြောင်းတင်ရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့အာရခတက်တော် AA ကိုထောက်ခံအားပေးပြီးတော့လူမှုကွန်ရက်ပေါ်မှာလှုံ့ဆော်ရေးတွေရေးသားတယ်ဆိုပြီးတော့အငိမ့်စားရဲမှုဥွှေဆန်ကို ရန်ကုန်တိုင်းတာဂီတာမြို့နယ်မှာဖမ်းဆီးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။တာဂီတာမြို့နယ်အမတ်ခွန်အနောက်ရပ်ကွက်အောင်ချမ်းသာလမ်းက၎င်းရဲ့နေအိမ်ကိုနိုဗ ెంబ ာလ26ရက်နေ့ညနေ6:55မိနစ်အချိန်ကစစ်သားရဲနဲ့လုံခြုံရေးပူးပေါင်းအဖွဲ့တွေကလာရောက်ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်တယ်လို့မိသားစုဝင်နဲ့နှိဆက်သူများကပြန်လည်ပြောပြခဲ့ပါတယ်။ Facebook လူမှုကွန်ရက်ပေါ်မှာအရခတက်တော် AA ကိုထောက်ခံတဲ့စာသားများကိုရေးသားကစစ်ကောင်စီအားစန့်ကျင်လှုံ့ဆော်တယ်ဆိုတဲ့ဆွဆွဲချက်နဲ့အငိမ့်စားရဲမှုဥွှေဆံကိုဖမ်းဆီးသွားခြင်းဖြစ်တယ်လို့သိရပါတယ်။ဥွှေဆံကိုဖမ်းဆီးရန်၎င်းရဲ့နေအိမ်အား ရှာဖွေမှွေနောက်ပြီးတော့ iPhone 13 Pro တစ်လုံး Redmi K30 လက် iPhone တစ်လုံးတို့ကိုတင်စီသွားပြီးတော့လက်ရှိမှာဥရွှေဆန်းကို November 28ရက်နေ့ကတာဂေတရဲစခန်းကနေတဆင့်စစ်ကြောရေးကိုခေါ်ဆောင်သွားတယ်လို့သိရပါတယ်။မြည်ဒီစစ်ကြောရေးကိုခေါ်ဆောင်သွားတယ်ဆိုတာကိုမသိရတဲ့အတွက်မိသားစုဝင်များဟာစိတ်ပူနေကြတယ်လို့နီးစပ်သူများကပြောပြထားပါတယ်။အငိမ့်စားရဲမှုဥရွှေဆန်းကိုတာဂေတရဲစခန်းမှာအမှုဖွင့်လှစ်ထားတော်လဲမြည်ဒီပုံမှန်တတ်ထားတယ်ဆိုတာကိုတော့မသိရသေးဘူးလို့ပြောပါတယ်။ ရဲမှုဥွှေဇံဟာဥအိမ်မောင်ရဲ့တားဖြစ်ပြီးတော့ရခိုင်လူမျိုးတအုပ်ဖြစ်ကြောင်းနဲ့ရခိုင်ပြည်မြည်သည့်မြို့နယ်ကဖြစ်တယ်ဆိုတာကိုတော့မသိရသေးဘူးလို့ပြောပါတယ်။ရန်ကုန်မြို့မှာပြီးခဲ့တဲ့တလကျော်ကလည်းရခိုင်မြန်မာအစိုးရရခိုင်အမျိုးသမီးမဆုညက်ထက်ကိုလည်းအာနာသိန်းစစ်ကောင်စီကနေအိမ်ကနေဖမ်းဆီးသွားပြီးတော့လက်ရှိမှာစစ်ကြောရေးမှာစစ်ကြောခံနေရကြောင်းနဲ့ယခုအချိန်ထိပြန်လည်လွတ်မြောက်လာခြင်းမရှိသေးကြောင်းတင်ပြရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းထီလင်းမြို့နယ်စခန်းကြီးတိုက်ပွဲမှာအကြမ်းဖက်စစ်ကောင်စီဘက်ကဗိုလ်ကြီးညာဦးအပါအဝင်စစ်သား၁၂ဦးတေဆုံးပြီးအ ਨੇ စုံ၁၀ဦးကဒဏ်ရာရရှိသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုဗ ెంబ ာလ၂၈ရက်နေ့မနက်အစောပိုင်းတနအီကမှာထီလင်းမြို့ကနေအရှိတ်ဘက်ဒေသအခေါ်စခန်းကြီးဘက်ကိုအကြမ်းဖက်စစ်တပ်ဘက်က ဘိုးရဲမန်ဦးဆောင်တဲ့အင်အား80ကျော်ပါတဲ့စစ်ကြောင်းတက်လာကြောင်းကြိုတင်သတင်းရတဲ့အတွက်ဒေသတော်လှန်ရေးအဖွဲ့များကစောင့်ဆိုင်းပစ်ခတ်တိုက်ခိုက်ရာအကြမ်းမဲ့စစ်တပ်ဘက်ကဘိုးကြီးညောင်ဦးအပါအဝင်12ဦးသေဆုံးပြီးတော့10ဦးကထိခိုက်ဒဏ်ရာရရှိကာထီးလင်းမြို့ပြည်သူစေရုံကြီးမှာတင်ပို့ကူတာထားရတယ်လို့သိရပါတယ်။ကြိုတင်သတင်းရလို့တော်လှန်ရေးတပ်ဖွဲ့တွေကစောင့်ပြီးတော့ပြစ်တာဖြစ်တဲ့နေရာကတောထဲမှာဆိုတော့ပြည်သူတွေမရှိဘူးထီးလင်းမြို့ကနေထွက်ပြီးတမိုင်လောက်ပဲရှိသေးတယ်တိုက်ခိုက်ခံရတာမနက်ကလေးကဖြစ်တဲ့တိုက်ပွဲကနေ့လယ်7:00နာရီကျော်တဲ့အထိကြားတယ်။တေတဲ့အထဲမှာဘိုးညောင်ဦးဆိုတာလည်းပါတယ်ကျွန်တော်တို့ကနာမည်ပြောင်းခေါ်ကြတာ တာနာမည်အရင်တော့မသိရသေးဘူးထီလင်းခမ်းမမာကဘိုလေးယောက်ရှိတာလို့ရောလင်းနဲ့ကကိုမင်းတပ်သားကပြောဆိုထားပါတယ်ဒါအပြင်အဲ့ဒီတိုက်ပွဲအတွင်းမှာအကြမ်းမဲ့စစ်သားတအုပ်ကိုလည်းတော်လိုင်းရဲဘော်များကအရှင်ဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်အဲ့ဒီတိုက်ပွဲအတွင်းမှာအကြမ်းမဲ့စစ်တပ်ကအထိနာကလေချောင်းပစ်ကူခေါ်တဲ့အတွာမုံရွာမြို့အနောက်မြောက်တိုင်းစစ်ဌာနချုပ်နာမခက MI35 ရဟတ်ရင်တစည်းနဲ့နိုင်ဝက်ခန့်ကြားတဲ့အထိကိုပစ်ကူယူက ထီးလင်းမြို့ကိုပြန်လည်ဆုတ်ခွာသွားတယ်လို့သိရပါတယ်။တိုက်ပွဲအတွင်းမှာအထိနာခဲ့တဲ့စစ်တပ်ကစစ်ကြောင်းမူဗိုလ်ကြီးရဲမှန်ဦးဆောင်တဲ့စစ်ကြောင်းဟာနိုဗ ెంబ ာလ28ရက်နေ့ည8နာရီကျော်ကအချိန်မှာမြို့ရဲ့အရှိတ်ဘက်နေရာများကို120မမလက်နက်ကြီးနဲ့ရန်တပ်ပစ်ခတ်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မန္တလေးတိုင်းနထိုးကြီးမြို့နယ်ပြင်စီလျက်စစ်ဓာအားပေးခွဲရုံမှာတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သား၃ဦးတေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုဗ ెంబ ာ28ရက်နေ့မနက်10:00နာရီကမှနထိုးကြီးမြို့နယ်ပြင်စီလျက်စစ်ဓာအားပေးခွဲရုံမှာတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများနဲ့ ကနားနယ်မြေရဲစခန်းကိုတော်လိုင်းတပ်ဖွဲ့များက drone နဲ့ဘုံသီးလေးလုံးကျဲချတိုက်ခိုက်ရာအကြမ်းဖက်စစ်ကောင်စီတပ်သား၃ဦးသေဆုံးပြီး၃ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။တိုက်ခိုက်မှုအပြီးမှာတော့စစ်ခွေးတွေစစ်ကြောင်းထိုးတာမျိုးမရှိပါဘူး။စစ်ခွေးသေဆုံးမှုကတော့ထပ်တိုးမရှိပါဘူး။ခွေး၃កောင်ပဲသေးတာပါ။ကျွန်တော်တို့မြင်းကြံခရိုင်တပ်ရင်း၄နဲ့တပ်ရင်း၁၀အနေနဲ့စစ်ခွေးတွေကိုအတက်နိုင်ဆုံးစူးစမ်းပြီးတော့တုတ်တင်ရှင်းလင်းသွားမှာပါလို့နထိုးကြီး People Defense Force အဖွဲ့ကတာဝန်ရှိသူတို့ကပြောဆိုထားပါတယ်။၎င်းတိုက်ခိုက်မှုကိုနထိုးကြီး People Defense Force မြင်းကြံခရိုင်အမှတ်၄၀နဲ့မြင်းကြံ District drone strike လို့ကပူးပေါင်းလှုပ်ဆောင်ခဲ့တယ်လို့သိရပါတယ်။အလားတူပဲသခိုင်းတိုင်းစားတောင်မြို့မှာပြည်သူများထံကနေပြီးတော့စက်ကြီးကောက်နေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုနှစ်ရက်ဆက်တိုက် drone နဲ့ဘုံကျဲတိုက်ခိုက်ရာနှောက်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း Royal Falcon Guerrilla Force စားတောင် Falcon ကတာဝန်ရှိသူတို့ကပြောဆိုထားပါတယ်။နိုဝင်ဘာလ26ရက်နေ့ညနေ9:00ခန်းနဲ့နိုဝင်ဘာလ28ရက်နေ့နေ့လယ်12:50မိနစ်ခန့်တို့မှာစားတောင်မြို့မှာရဲစခန်းကရဲများနဲ့ညောင်ငုတ်တို့ပြူစောတိကြီးရွာကစစ်ကောင်စီတပ်သားများပတ်ဆံကောက်နေတဲ့အချိန်တော်လိုင်းတပ်ဖွဲ့များက ဒရုန်းနဲ့ဘုံဒီကိုလုံးကျဲချတိုက်ခိုက်ရာစစ်ကောင်စီတပ်သား၂ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ပွဲအတွင်းမှာတော်လိုင်းရဲဘော်များအနေနဲ့အထိခိုက်မရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပြီးဒရုန်းတစ်စီးဂျမ်းမာထိမှန်ပြီးတော့ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့သိရပါတယ်။အဲ့ဒီပျက်စီးသွားတဲ့ဒရုန်းကိုအကြမ်းဖက်စစ်ကောင်စီတပ်သားများကစစ်ဆေးမှုများပြုလုပ်နေတယ်လို့သိရပါတယ်။ကျွန်တော်တို့စစ်ခွေးသေးတဲ့စီးရင်ကိုတော့မသိရသေးဘူး။စုံစမ်းနေသေးပဲစစ်ခွေးနှကောင်ကတော့ဒဏ်ရာရတယ်ဆိုတာပဲသိရတယ်။အထိခိုက်ပဲရှိတာ။သေတာတော့မကြားမိသေးဘူးလို့ Rifle Gun Guerrilla Force စားတော်ဖော်ကွန်ကတာဝန်ရှိသူတို့ကပြောဆိုထားပါတယ်။၎င်းတ တိုက်ခိုက်မှုကို Royal Falcon Guerrilla Force စားတော် Falcon Phoenix စကိုင်း Unicorn Guerrilla Force စကိုင်းခရိုင်အမှတ်ခွန်တိုက်ရင်တို့ကပူးပေါင်းပြီးတော့ဆောင်ရွက်ခဲ့ပြီး Phoenix စကိုင်းကထုတ်လုပ်တဲ့ဘုံသီးများနဲ့တိုက်ခိုက်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းမုံရွာနယ်ထဲကိုစစ်ကောင်စီအုပ်စုကစစ်ကြောင်းထိုးပြီးတဲ့နောက်ဖမ်းဆီးခေါ်ဆောင်သွားတဲ့အမျိုးသမီးတွေကိုဟိုတယ်တွေမှာခေါ်ထားပြီးတော့အချိန်ချင်းအဓမ္မပြုကျင်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်စစ်ကောင်စီအုပ်စုကမုံရွာမြို့နယ်ထဲမှာစစ်ကြောင်းထိုးရမှာကြေးပါတွေကဒေသခံအမျိုးသမီးတွေနဲ့အခြားကဖမ်းဆီးထားတဲ့အပြစ်မဲ့တဲ့အမျိုးသမီးတွေကိုမုံရွာမြို့ပေါ်ကဟိုတယ်နဲ့တဲခိုကန်းတွေမှာဖမ်းဆီးထိန်းသိမ်းထားပြီးတော့အချိန်ချင်းအဓမ္မပြုကျင်မှုတွေကျူးလွန်ခဲ့တာဖြစ်တယ်လို့မုံရွာပလဖကတာဝန်ရှိသူကပြောဆိုထားပါတယ်ကျွန်တော်တို့စီမှာစစ်ကောင်စီကဖျက်ဆီးလိုက်တဲ့မိမ့်မြပြိုလေးတွေ ရောက်နေပါတယ်ဖြစ်စဉ်တစ်ခုဆိုရင်နယ်ဘက်မှာစစ်ကောင်စီအုပ်စုစစ်ကြောင်းထိုးနေရင်းနဲ့မိမတ်ပြိုလေးတွေဖမ်းဆီးခံလိုက်ရတယ်အဲ့ဒီမိန်းကလေးတွေက PDF တွေလည်းမဟုတ်ဘူးဗျတာမန်ပြည်သူတွေပါအဲ့ဒီစစ်ကောင်စီအုပ်စုတွေကမိန်းကလေးတွေကိုငမရလုံမလားဆိုပြီးတော့အတင်းအကျပ်ကိုချိမ့်ချောက်တယ်ကောင်မလေးတွေထားတာကလည်း တဲခိုကန်းတို့ဟိုတယ်တို့မှာထားထားတယ်စိတ်ကောင်းစီအုပ်စုဘိုကမရင်းကျင်တယ်ပြီးသွားရင်အခြားတယောက်ကလာပြီးတော့မရင်းဆက်ကျင်တယ်အဲ့ဒီလိုဖြစ်စဉ်တွေကအများကြီးကိုဖြစ်နေတာပါအဲ့ဒီဖြစ်စဉ်တွေမှာဆိုရင်ဟိုတယ်ပိုင်ရှင်တွေတဲခိုကန်းပိုင်ရှင်တွေပါပါဝင်ပတ်သက်နေတယ်လို့မုံရွာပလဖကတာဝန်ရှိသူကပြောဆိုထားပါတယ်စိတ်ကောင်းစီအုပ်စုဟာအမျိုးသမီးတွေကိုအဓမ္မပြုကျင့်ရုံမြမကဘဲနဲ့ချိန်ချောက်ငွေကြေးပေးပြီးတော့တရင်ပေးတဲ့ဒလန်ပုံစံမျိုးလှုပ်ဆောင်ခိုင်းတာတွေလည်းရှိနေတယ်လို့မုံရွာပလဖတာဝန်ခံကဆက်လက်ပြောဆိုထားပါတယ်သူတို့စိတ်ကောင်းစီအုပ်စုတွေကမရင်းကျင်ပြီးသွားရင်အဲ့ဒီကောင်မလေးတွေကို တတိသားစီတွေတိုက်တယ်ပြီးရင်ငွေထုတ်ပေးပြီးတော့ဖုန်းတလုံးပေးလိုက်တယ်အဲ့ဒီဖုန်းကလည်းခြေရာခံလို့ရတဲ့ GPS စနစ်ထည့်ပေးထားတယ်နောက်ပြီးတော့စီကောင်စီအုပ်စုတွေကအမျိုးသမီးတွေကိုချင်းချောက်တယ်သူတို့ခိုင်းတဲ့အတိုင်းလုပ်ပေးရမယ်တတ်မှတ်ရအတိုင်းသူတို့ရဲ့စီကောင်စီအုပ်စုစည်းကိုပြတ်မလာဘူးဆိုရင်သူတို့နေတဲ့ရွာတွေနေအိမ်တွေကိုမိရှို့ပြစ်မယ်ဆိုပြီးတော့ချိန်ချောက်ထားသေးတယ်လို့မုံရမြုံနယ်ပလဖတာဝန်ခံကပြောဆိုထားပါတယ်။စစ်ကောင်စီအုပ်စုကဖမ်းဆီးထားတဲ့အမျိုးသမီးတွေကိုအဓမ္မပြုကျင့်နိုင်အောင်လို့ဟိုတယ်ပိုင်ရှင်အခန်းပိုင်ရှင်တွေက အခမဲ့တဲခုံခွင့်ပြုတ်ထားတဲ့အတွက်စေကောင်းစီအုပ်စုနဲ့အလိုသူအလိုပါပူးပေါင်းကကိုကျိုးစည်းပွားကိုသာကြည့်နေတဲ့ဟိုတယ်ပိုင်ရှင်တဲခုံခန်းပိုင်ရှင်တွေကိုစီရင်ပြတ်မှတ်အဖြစ်နဲ့တတ်မှတ်ပြီးတော့အရေးယူဆောင်ရွက်သွားမှာဖြစ်တယ်လို့မုံရွာမြို့နယ်ပလဖတ်ကပြောဆိုထားပါတယ်အလိုသူအလိုပါတွေပေါ့ဗျာဒီကောင်တွေစေကောင်းစီအုပ်စုတွေကိုဟိုတယ်နဲ့တဲခုံခန်းပိုင်ရှင်တွေကအခကျွေးဝင်မယူဘဲနဲ့အိုးပန်းကိုပေးထားတာ သူတို့ကိုပါကျွန်တော်တို့ကရေးယူသွားမှာပါလို့မုံရွာမြို့နယ်ပါလဖတာဝန်ခံကပြောဆိုထားပါရယ်စစ်ကောင်စီအုပ်စုကအမျိုးသမီးတွေကိုချိန်ချောက်ဖမ်းဆီးပြီးတော့အချိန်ချင်းအဓမ္မပြုကျင့်နေတာနဲ့ပတ်သက်ပြီးတော့ကာယကံရှင်အမျိုးသမီးတွေရဲ့ပြောဆိုချက်ထဲမှာဟိုတယ်နဲ့တဲခိုခဲရဲ့အမည်တွေအဓမ္မပြုကျင့်ရမှာပါဝင်ခဲ့တဲ့စစ်ကောင်စီအုပ်စုတွေရဲ့အမည်နဲ့အစ်စ်နေကိုပါမကြခင်မှာထုတ်ပြန်သွားမယ်လို့လည်းမုံရွာပါလဖကပြောဆိုထားပါရယ်ဒါအပြင်မုံရွာမြို့ပေါ်မှာ မြို့ကံပြည်သူတွေစီကနေအနိုင်ကျင့်ပြီးတော့ငွေချင်းအဓမ္မကောက်ခံနေတဲ့စစ်ကောင်စီအုပ်စုလက်အောက်ခံလျှက်စစ်ဝန်ထမ်းတွေအခွန်ကောက်ဝန်ထမ်းတွေစီပင်ဝန်ထမ်းတွေနဲ့ပတ်စပို့ဝန်ထမ်းတွေစတဲ့နန်စီဒီယန်ဝန်ထမ်းတွေကိုပါစီရေးပြတ်မှတ်အဖြစ်နဲ့တတ်မှတ်ကအရေးယူသွားမှာဖြစ်တယ်လို့မုံရွာမြို့နယ်ပြည်သူလုံခြုံရေးအဖွဲ့ကသတိပေးထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးတဲ့နိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ you <laughs>